မင်းကြွန့်ကျင်တဲ့အရာတွေကသူများမကြွန့်ကျင်ဘူးမင်းလောက်တတ်တဲ့အရာတွေကသူများမလောက်တတ်ဘူးအဲ့ဒီနေရာမင်းအတွက်အခွင့်အရေးတွေကြီးပဲအောင်မြင်မှုဆိုတာကမင်းအသွေးစီမှာပဲရှိတယ်မင်းရဲ့ဘဝမှာကြွန့်ကျင်အောင် အောင်မြင်အောင်မင်းကြိုးစားလုပ်ယူမှရတယ်နော်ဖះကပေးတဲ့စုနဲ့ရတာမဟုတ်ဘူးအဲ့ဒီအောင်မြင်မှုတွေ မင်းကိုယ်တိုင်လွယ်လွယ်နဲ့လည်းရမှာမဟုတ်ဘူးစူးစားပြီးမှမင်းရလာတဲ့အရာဖြစ်တယ်။ဒါကြောင့်မင်းကိုလက်ဖြုတ်သွားတဲ့လူတွေရဲ့ပြန်လှည့်ကြည့်အောင်ဒီနေ့တနည်းပဲရှိတယ်။ဒါမှမင်းကိုလက်ဖြုတ်သွားတဲ့လူကသူကတခုခုကိုဆုံရှုံသွားတယ်၊ဖန်းယွန်းသွားတယ်ဆိုတာသိရအောင်။ဒါကမင်းဘဝကိုမင်းနှစ်တင်ရမယ်လို့မင်းဘဝကိုမင်းပြောင်းလဲနိုင်တာ။မင်းမမင်းဘဝကိုပြောင်းလဲလို့ရတယ်မင်းဘဝမှာပြည့်စုံ ပြောเสียမလို့အောင် ဘယ်ဘက်ကိုကြည့်ကြည့်အကုန်လုံးပြည့်စုံနေတဲ့လူတယောက်လိုမျိုးဖြစ်မှတာအင်းကိုလက်ဖြောက်သွားတဲ့လူတွေကဘာကိုပြန်တွေးလဲငါဒီထက်မှာကသူ့အပေါ်ကိုတီးခံမယ်ဆိုရင်အချိန်ပေးမယ်ဆိုရင်တော့အခုလိုမျိုးအောင်မြင်မှုတွေလည်းငါလည်းခံစားရမယ်ဆိုတဲ့အတွေးနဲ့ဝင်နေမိတာပါဒါပေမဲ့အဲ့လိုမျိုးဖြစ်ဖို့ကလွယ်မလားထင်တယ်မလွယ်ပါဘူးမင်းဘဝကိုဒီကနေစပြီးတော့ မင်းဘဝမင်းပြင်ဆင်ပါမင်းလောက်ရက်တွေပေါ်မှာမူတည်တယ်မင်းရဲ့ဆုံးဖြတ်ပေါ်မှာမူတည်ပြီးတော့မင်းလောက်เสียချစ်တာမင်းကိုယ်တိုင်ပဲမင်းသိတယ်မင်းကိုယ်တိုင်ပဲမင်းလောက်ရလောကမှာအကုန်လုံးလွယ်နေတာမရှိဘူးအကုန်လုံးလည်းခက်နေတာလည်းမရှိဘူးကိုလျှောက်တဲ့လမ်းပေါ်မှာမူတည်တယ်မင်းအသွေးကအဓိကပြောင်းလဲမယ်ဆိုရင်မင်းဘဝကပြောင်းလဲပြီးသားပဲဒီအသွေးတွေကအရေးကြီးတယ် သူရမှာပြောင်းလဲပဲနဲ့ဆရာပက်တော့မှာပြောင်းလဲမှာမဟုတ်ကြည့်လို့မင်းအဲ့ဒီနေရာမှာပဲမင်းနေတယ်မင်းဘဝတိုးတက်မှုမရှိဘူးအဲ့ဒီနေရာမှာမင်းအချိန်တွေဖြုံးနေမယ်အဲ့ဒီနေရာကနေမင်းမထွက်ပဲနဲ့ဆရာဘလို့မှမင်းဘဝအောင်မြင်မှာမဟုတ်အဲ့ဒီနေရာဘာဖြစ်လို့လဲမင်းတက်နေတဲ့အရာတွေမင်းကျွန်းကျင်နေတဲ့အရာတွေကအဲ့ဒီနေရာမှာတုံးလို့မရဘူးမင်းအဲ့ဒီနေရာမှာနေတာအခုလက်ရှိကမင်းအဆင်ပြေတယ်အရာရာတိုင်းကမင်းအကုန်လုံးအဆင်ပြေတယ်ဒါမှမင်းရဲ့နာကဆိုအဆင်မပြေဘူးဒီတိုင်းမနေတော့လို့မရဘူးကျွန်းကျင်တက်နေတဲ့ ပညာတွေကအဲ့ဒီပညာပန်နေရသုံးလို့ရမလဲဆိုတာမင်းရှာရမှာရှာကိုရှာရမယ်အခုလက်ရှိနေတဲ့နေရာကမင်းတတ်ထားတဲ့အရာတွေကဘယ်သူမှမမြင်ဘူးဘယ်သူမှလည်းမင်းကိုမလေးစားဘူးမင်းကိုဘယ်သူမှလည်းအသိမှတ်မပြုဘူးတကယ်လို့မင်းတန်ထားတဲ့ပညာကအဲ့ဒီနေရာမှာမင်းတွားရောက်ခဲ့မယ်ဆိုရင်တော့အဲ့ဒီနေရာကလူတွေမင်းကထိုက်ပဲဘာဖြစ်လဲမင်းကြွန့်ကျင်တဲ့အရာတွေက ူများမကြွန့်ချင်ဘူးမင်းလောက်တတ်တဲ့အရာတွေကသူများမလောက်တတ်ဘူးအဲ့ဒီနေရာမင်းအတွက်အခွင့်အရေးတွေကြီးပဲအောင်မြင်မှုဆိုတာကမင်းအသွေးစီမှာပဲရှိတယ်ဒါကြောင့်ကိုကြွန့်ချင်ကိုတက်မြောက်ထားတဲ့အရာတွေကိုသူ့နေရာမှာသူ့နေရာမှာတုံးဖို့ကတော့မင်းရှာရမှာမင်းသိရမှာမင်းဘဝမှာမင်းဘာမှမလောက်တတ်ဘူးဆိုတာမရှိဘူးမင်းလောက်တတ်တယ်တခုခုတော့တခုခုပဲမင်းဘဝကိုမင်းပြန်မကြည့်ပဲနဲ့ဆယ်မင်းဘာမှမလောက်တတ်ဘူးလို့မင်းဆုံးဖြတ်နေတာ အမှန်တကယ်မဟုတ်ဘူးမင်းကြွင်ကျင်တဲ့အရာတွေတခုမဟုတ်တခုရှိတယ်လို့မင်းကိုမင်းယုံကြည်ပြီးတော့ရှာပါလို့ကျွန်တော်မှတ်ချင်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါ